အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေရှင်။ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေခွေးဖြစ်ရတဲ့ဒုက္ခဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးပါမယ်ဖြစ်ပါရစေရှင်။အကြောင်းအရာလေးကိုမတင်ဆက်ခင်မှာကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုပါရစေရှင်။ရှင်းနေပေါင်းများစွာကဖြစ်တယ်။တကြွယ်တူးမှာတော့မောင်ကြီးနဲ့မောင်ငယ်ဟူ၍တားနေအောင်ရှိလေတယ်။ရော့ညီလေးအတွက်ကိုကြီးယူလာတာ။ဟာဗန္ဒရာတရေသီးတွေပါလား။ လီလီယာဒါမျိုးဆိုရင်ကြိုက်မှကြိုက် အကိုဖြစ်သူမောင်ကြီးကမောင်ငယ်အပေါ်မှာတော့အစမ်းစအရရာဦးစားပေးပြီးတော့ညာတာကအနစ်နာခံလေးရှိတယ်။ညီနောင်တို့ဦးတို့ရဲ့ချစ်ချစ်ကင်ကင်ကျဉ်ကျဉ်နာနာရှိနေတာကိုမြင်ရလေတိုင်းမှာတော့ဖခင်တကြွယ်ကြီးနဲ့မိခင်တို့မှာပီတိဖြစ်ရမစုံ။မောင်ကြီးနဲ့မောင်ငယ်တို့အရွယ်မရောက်မီမှာပဲတကြွယ်ကြီးတို့ဇနီးမောင်နှံတို့မှာတော့ရှေ့စစ်နောက်စစ်ဆိုသလိုပဲကွယ်လို့အနှိမ့်စာရောက်ခဲ့ကြရရှာတယ်။ငငယ်ရွယ်ရွယ်နဲ့မိဘမဲ့ဖြစ်နေခဲ့ရတဲ့အဲ့ညီနောင်အတွက် မာကာမကြွာလုံးကစိတ်မကောင်းခြင်းများစွာ ဖြစ်ကြရပါလေရောတယ်။အကိုဖြစ်သူမောင်ကြီးကအသက်ပင်ငယ်တော်ညာလေဖခင်ဖြစ်သူရဲ့လုပ်ငန်းကိစ္စအဝါကိုအရွယ်နဲ့မမြအောင်ဝင်ရောက်ဦးစီးပြီးတော့လုပ်ကြရလေရောတယ်။ဖခင်ရှိစဉ်ကလေးကဖခင်နဲ့အတူလိုက်ရင်လည်းလုပ်ငန်းတဘာဝများကိုရင်းနှီးမှုရှိခဲ့သူဖြစ်လို့မောင်ကြီးကလည်းတကြွအရရာကိုဆက်ခံနိုင်သူလူကောင်းတစ်ယောက်ဖြစ်ခဲ့ပါလေတယ်။အရွယ်ငယ်ပေမဲ့တွန်းလိုက်တာကွာသူ့အဖေအတိုင်းပဲ။ အာလုံစီမံခန့်ခွဲတက်တယ်ဗျာကျုပ်ဖြစ်အန်အော်လို့ကိုမစုံဘူးမောင်ကြီးကစီးပွားအရာကောင်းသလောက်မောင်ငယ်ကတော့အတုံးဖြုံလက်ရည်စေရမောင်ကြီးကညီတော်မောင်အားအလုံးမလုံစီပဲတထေသားဟန်အပြင်နဲ့ဇေနစ်နေနိုင်အောင်အဆက်ဆက်အရာရာအလိုလိုက်ပြီးတော့အကြိုက်ဆောင်ပေးထားတယ်ညီလေးအတပြာလိုတလောက်ကိုကြီးစီကလာယူနော်ဘသူစီမံမှာအောက်ကြမခံနဲ့ကြားလားဟာညီလေးလည်းအခုအဲ့ဒီကိစ္စကိုပြောမလို့အတော်ပဲ ဟိုဘက်ရောက်ကအပေါင်းတင်းနေတဲ့ချင်းပြီးတော့ဟိုကျက်ကျက်တောင်ရင်ချက်စားကြမလို့အကိုရဲ့။ဩတားများကွာရော့ရော့ယူသွား။လိုရင်ထိုက်ယူအောင်။အဲ့လိုအလိုလိုက်ထားခဲ့တာကြောင့်ပဲမောင်ငယ်တယောက်အရွယ်မရောက်မီကလေးကအတုံးဖြုံးကြီးကပျက်စီးစပြုတ်နေလိမ့်မည်။မောင်ကြီးကတော့အပျော်ပါဟုသမျှဘာလို့မှစိတ်မဝင်စား။စည်းဝါးရှာရသည်ကလွယ်၍သူ့ခေါင်းထဲမှာဘာမှမရှိ။အိမ်တော်ပြုတ်ရမည်အရွယ်သူရောက်နေသည့်တိုင်အိမ်တော်ဘက်ရှာဖို့စိတ်မဝင်စားပဲ။ အလောက်ကူတာစစစစဆိုင်နဲ့လောက်ကင်နေသည်သာအဲ့လိုကြိုးစားပြီးတော့စီးပွားရှာခဲ့တာကြောင့်ပဲမိဘများဆုံးမခဲ့ပြီးလေးငါးနှစ်အတွင်းမှာပင်မိဘလက်ထက်က ချမ်းသာသည့်ထက်အစာပေါင်းများစွာကြီးပွားတိုးတက်ကချမ်းသာလာခဲ့တာကြောင့်မာဂာမရွာကြီးရဲ့တကြွယ်ကလေးကိုမောင်ကြီးဟု၍အများကအတိမပြုလာခဲ့ရလိမ့်မည်အချိန်တို့တို့အတွင်းမှာမောင်ကြီးချမ်းသာကြုံရလာသည်ကလည်းသူလို့တည်းများအလုပ်တွေအားလုံးလုပ်လို့ပင်အမြအစွန်းများများရတဲ့အလုပ်များတာမဟုတ်ပါလား ဈေးကောင်ရနိုင်ပြီးကုန်ပစ္စည်းများကိုသာဈေးနဲ့၍ဝယ်ယူကတူလုံထားတယ်။အဲ့ဒီကုန်ပစ္စည်းများဈေးကောင်ရတဲ့အခါမှထုတ်ရောင်းတဲ့အတွက်အမြတ်အစိုးများစွာရရှိလေတော့တယ်။အဲ့ဒီအချိန်မှာဝင်ဝေကောင်းတဲ့အလုပ်တစ်ခုကငွေလိုချေးစားတဲ့အလုပ်ဖြစ်တယ်။အဲ့ဒီအလုပ်ကိုဖခင်တကြွယ်ကြီးရှိစဉ်ကလုံးဝမလုပ်ခဲ့။မောင်ကြီးလက်ထက်မှာတော့စတင်လုပ်ကန်တဲ့အလုပ်ဖြစ်တယ်။အဲ့ဒီငွေချေးလုပ်ငန်းကလည်းမောင်ကြီးနဲ့အကျိုးပေးရလို့ဆိုရမယ်ထင်တယ်။ချင်းငွေမှန်သမျှပြန်မရပဲ ဆုံးရှုံးရသည်ဟု၍မရှိခဲ့။မောင်ကြီးကငွေချေအကျပ်တဲများဖြစ်လျက်ရှိတဲ့လုပ်ငန်းရှင်များကိုငွေတို့နှုံများများယူလျက်ငွေချေးပေးတယ်။အချိန်တက်၍ချင်းငွေ ပြန်မချနိုင်သူများကိုမောင်ကြီးကလုံးဝငှဲ့ညာလေးမရှိ။အဲ့လူတွေပိုင်ဆိုင်သမျှအကုန်သိမ်းယူတယ်။ရုပ်စော့အစုံလူကဘာသိမ်းပြီးတော့မမိထံမှာကြေးကျုံ ပြုစီတဲ့အထိမမိအတွက်အများဆုံးကသာကြည်တတ်သူဖြစ်လို့အမြကြီးစားဟူသောဘွယ်သူသည်မီပတ်ဝန်းကျင်မှာပက်တင်ထပ်နေလေပြီ။မကြာမီ ကာလမှာပဲ။ မောင်ငယ်ကလည်းလူပြိုပေါက်အရွယ်ကိုရောက်လာပြီဖြစ်တယ်။သူလေးကလာလိုက်ပါပြီ။ဟော်ရီယာမတီကညာလေးကလည်းချောတာပဲနော်။မာကာမရွာမှာ အပြိုချောချောဟုသည်။မောင်ငယ်စိတ်ဝင်စားသူမရှိ။ကုငယ်ရဲ့ကုငယ်သာနှစ်သက်တယ်ဆိုရင်လေဘသူ့ကိုပဲအောင်သွဲပေးရပေးရ။ကျုပ်အောင်သွဲတော့လှုပ်ပေးမယ်ဗျာ။ဒီလိုလား။တကယ်ပြောတာနော်။သေချာရဲ့နော်။တကယ်ပါဗျ။ဒါမျိုးဆိုရင်တော့ကျုပ်ကကူညီချင်လို့လို့ပါ။ ဒါဆိုရင်တော့ကျုပ်ရန်ဆွဲလက်နဲ့တက်နေရတဲ့ပြိုမဒီလေးတယောက်ကို ရောင်ရင်တို့အောင်းသွဲပေးရမှာနော်။အော်ဒါများပြောမှသာပြော။မြန်မြန်ပြောစမ်းပါ။ဘသူလေးလဲလို့ဒါမျိုးဆိုရင်တော့စင်ပေါ့တို့ကဝါသနာပါလို့လို့ဟုတ်ဗျာ။မာဂမအရှိပိုင်းကတထေကြီးကာလီရဲ့သမီးချုပ်လေးမဲအုံမောင်ကျုပ်ကျုပ်ရန်ဆွဲလက်နေမိပြီဗျ။စစုံလေးကပြောရုပ်ပေါ်ကုငယ်လေးရဲ့ကုငယ်လေးနဲ့အေးမဲအုံမောင်နဲ့သာဆိုရင်တော့လေ။ နေနဲ့လရွှေနဲ့မြပါပဲလေစိတ်သာချအမြန်ဆုံးနှိမ့်ဆက်စီရမယ်မောင်ငယ်တယောက်တထေသမီးလေးမေအုံမကိုစုံမဲ့မိသည်ဖြစ်၍အပေါင်းတင်မြရဲ့အကူအညီဖြင့်နှိမ့်ဆက်အောင်ကြိုးစားရင်းနဲ့မကြမီမှာပဲမောင်ငယ်နဲ့မေအုံမတို့ဟာလူငယ်တို့တဘာဝချစ်ကြိုက်ခဲ့ကြလေတော့တယ်အဲ့ဒီအချိန်မှာတော့တထေကြီးကာလီဟာသူ့လုပ်သမျှလုပ်ငန်းများမှာဆုံးရှုံးမှုများနဲ့ရင်ဆိုင်နေရခြင်းဖြစ်တယ်လုပ်ငန်းအတွက်ငွေကြေးအခက်အခဲများစွာနဲ့တုံ့တွင့်နေရတာကြောင့် ကျုပ်တို့ခက်ခဲနေလို့ကူညီပေးပါအောင်တကြွယ်လေးကူမောင်ကြီးရဲ့တကြွယ်ကူမောင်ကြီးထံမှာငွေကြေးအတပြားများစွာချင်းကားနေရတဲ့အချိန်လေးဖြစ်တယ်တနေသားတွေပဲဦးလေးရဲ့ဒါလောက်ပြောနေစရာမလိုပါဘူးဦးကာလီလိုတဲ့လောက်ကျုပ်ထုတ်ချီးပေးပါမယ်ဒါပေမဲ့အတူတူများများယူတတ်တယ်ဆိုတော့ဦးလေးသိပါရင်နော်အော်မောင်ရင်အကြောင်းကျုပ်ကုံသိပြီးသားပါငွေကြေးနဲ့ကျွေးမဆက်နိုင်ရင်တော့လူပါတိမ့်နေဆိုတော့မောင်ရင်ရဲ့ပြတ်သားမှုကကြောက်ကြမှုထားပါတယ် ဒါဆိုတော့လေအခြားပြောချင်မလို့တော့ပါဘူး။ဦးလေးလိုတလောက်ကျုပ်ထုတ်ချေးပေးပါမယ်။အဲ့လိုနဲ့တထေးကြီးကာလီက မောင်ကြီးထံကနေအတပြားငွေကြီးတိမ်ပေါင်းများစွာကို အတုံတုံကြီးကြီးပေးကချီးရပါလိမ့်မည်။မြင်တို့ပင်ဖြစ်စေအဲ့ရဲ့ချင်းငွေများနဲ့မိမိရဲ့အခက်အခဲများကိုဖြေရှင်းနိုင်လိမ့်မယ်လို့တထေးကြီးကာလီကယုံကြည်ထားသည်ဖြစ်လို့ဒီနေ့အတွင်းမှာပဲအကြေလေပေးဆက်နိုင်ခြင်းမရှိပါကသူရဲ့ထုံးစံအတိုင်းပဲပိုင်ဆိုင်မှုဟုသမျှကိုတိမ့်မိဟုသည့်ဂတိကိုလည်း တထေကြီးကာလီကလလကူကူပင်သဘောတူလက်ခံခဲ့ပါတယ်။ကျေးဇူးတင်လိုက်တာကိုမောင်ကြီးရဲ့။ကျုပ်ဘလို့ကျေးဇူးဆက်ရမယ့်တော့မသိတော့ပါဘူး။ကန်ဆိုးမှသွားလျာမိုးလိုက်လို့ရွာဟူသည့်စကားကဲ့သို့ပင်တထေကြီးကာလီဟာအရှုံးပေါ်နေရရှိတဲ့မမီးရဲ့လုပ်ငန်းများကိုချင်းငွေများနဲ့ဆက်လက်ကြိုးစားကလောက်ကင်ပါတော့လေ။ကန်ကျမကတထေကြီးကာလီကိုမျက်နှာသာမပေးခဲ့ပါကြီး။လောက်ကင်သည်များတစ်ခုမှအစင်မပြေ။ရှုံပြင်းရှုံနှစ်ပြင်းနေ။တထေတထေ ို့လေဟုအနောက်ဘက်ကိုကုံသွားဖို့တယ်လေကြီးရလေမနေ့ညမုံတိုင်းမိပြီးတော့နှိမ့်သွားလို့တယ်ဟဲလောက်သည်မအစင်မပြေစုံရှုံမှုများနဲ့စစ်တပ်ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါတထေကြီးကလေးခမရမာတော့စိတ်ထောင်းတော့ကိုကြီးဟုစကားရှိသည့်အတိုင်းမကြမီလာပိုင်းအတွင်းမှာပင်တကြွယ်လေးကုမောင်ကြီးထံမှငွေချေးထားတဲ့ကာလာဟာတနေ့ပြည့်တော်မှာဖြစ်လို့တထေကြီးကလေးဟာမအိတ်နိုင်မစားနိုင်တမိုင်မိုင်နေစိတ်ဆင်းရဲမှုများစွာနဲ့ အိယာထဲမှာဘုံဘုံလဲရလိမ့်ပြီတနေ့ဟူသောကာလာသည် အလိုလင်မြန်လာပါချေတထေကြီးကာလီယာသူ့ရဲ့ဂရီအတိုင်းပဲတနေ့ပြီတော့ချင်းငွေများအလုံးကိုအကျေလဲပေးစနိုင်မှုဝေးစွာတထေကြီးကာလီကိုယ်တိုင်ပဲအိယာထဲမှာဘုံဘုံလဲနေပြီဟူသောတဲ့တင်ကြောင့်တကြော်လေးကူမောင်ကြီးကသူ့ရဲ့ထုံးစံအတိုင်းပဲကျွေးစင်ရင်ရှင်းမှု ဆိုင်းပြနေလိမ့်ပြီကဲတထင်းမရဲ့ကျုပ်လည်းထုံးစံအတိုင်းပဲလုပ်ရတော့မှာမလို့စိတ်တော့မကောင်းပါဘူးဗျာ ဒါပေမဲ့ခက်နေတာတထင်မင်းပိုင်ဆိုင်သမျှအလုံးကျုပ်သိမ့်ယူရမယ်ဆိုရင်တောင်မှအတူအရင်ပေါင်းအတွက်ကျင်းနိုင်မှာမဟုတ်သေးဘူးဆိုတော့တကြော်လေးကုမောင်ကြီးရဲ့မျက်လုံးအစုံကဟိုဒီဒီဝိကြီးမှတထေးကြီးကလေးရဲ့တမီကျော်လေးမဲအုံမထံကိုအကြည့်ရောက်သွားတယ်တကြော်လေးကုမောင်ကြီးရဲ့အကြည့်ကိုမဲအုံမသဘောပေါက်လိုက်ပြီအဖေအဖေတမီကိုကဲပါအောင်တမီဒီလူကြီးနဲ့မလိုက်ပြစေနဲ့နော်တထေးကြီးလည်းဘာမှမတက်နိုင်တော့ တကြော်လေးကုမောင်ကြီးပြုသည်မလူရမယ့်အချိန်နေမဟုတ်ပါလားတထေကြီးကာလီထံမှတောက်ပြန်စူးစကားမကြရခေါင်းကိုသာတဆက်ဆက်ညိပ်ပြိုင်နေမျက်ရည်များကြာမှတမီးမေအုံမကိုငေးကြည့်နေမိပါတော့တယ်ကဲပါလေဟောဒီတမီးကြော်လေးကိုကျုပ်စနီးမယားအဖြစ်ရိုးမြေချပေါင်းသိမ့်ပါမယ်ဒါကြောင့်ဟောဒီဆန်အင်တော်ကြီးကိုကျုပ်မသိမ့်တော့ဘဲနဲ့တထေမင်းတို့နေမြဲအတိုင်းဆက်နေဝင်ပြုမယ်လေတကြော်လေးကုမောင်ကြီးဟာတထေကြီးရဲ့တမီးမေအုံမကို မြင်လင်းမြင်ချင်းဆိုသလိုပင်ချစ်ခင်ဆုံးမဲ့ဆွဲလက်နှစ်သက်မိချောင်းကိုသူ့ကိုယ်သူသိနေရဲ့ဒါပေမဲ့သူကဒီလိုကိစ္စမှာတော့ပြောဆိုဖို့မကြွန့်ကျင်ဖွယ်ဖွယ်နွယ်နွယ်မပြောတာသူ့ဆန္ဒကမယ်အုံမနဲ့နှိစလို့၍အဲ့အခွင့်ရေးကိုအသုံးချလိုက်မိချင်တာဖြစ်ပါတယ်ထို့ပြင်မယ်အုံမနဲ့မမီးရဲ့ညီတော်မောင်မောင်ငယ်တို့ရင်ငန်နေကြသည်ကိုလည်းသူအလင်မသိခင်မြင်တို့ပင်ဖြစ်စေမယ်အုံမရဲ့ရင်ထဲမှာတော့ကိုမောင်ကြီးက သူ့အတ္တမတင်ပိုက်လိုက်သည်ဟုသာနားလည်ထားပြီးတော့အမုံရညိုတစ်ခုပြည့်တင်းမိထားပါလေ။အဲ့ဖြစ်ပြများ ဖြစ်နေစဉ်ကာလမှာတော့ညီတော်မောင်မောင်ငယ်ကမာကာမမမရှိသူ့ရဲ့အပေါင်းတင်းများနဲ့အတူနိုင်ငံရချတိုင်းတစ်ပါးစီတို့အပျော်ခီးထွက်နေသည့်အချိန်နဲ့တိုက်ဆိုင်နေတယ်။တကြွယ်လေးကိုမောင်ကြီးကမဲအုံမအပေါ်မှာအမှန်တကယ်ပင်ချစ်ခင်နစ်သက်မိသည်ဖြစ်လို့လင်းဝင့်တရားဟုသမျှမပြက်ကွက်စေရ။ မဲအုံမကိုလှူလဲသိမရှိချမ်းသာစွာထားနေတယ်။မဲအုံမရဲ့ဖခင်ကြီးမှလည်းကိုမောင်ကြီးရဲ့ကျေးဇူးကြောင့်အချိန်မပြတ်နေထိုင်ခွင့်ရသည်ဖြစ်လို့အနှဲငယ်စိတ်သက်သာရရခဲ့တယ်။အဲအားကြောင့်လဲယောဂဖြစ်စီမှုတို့မှတက်တာလာပြီးတော့ထူးထူးတထောင်ဖြစ်လာခဲ့ရပါလိမ့်မည်။တထေကြီးကလေးဟာမမေ့စည်းပွားပြည့်ရသည်ဟုအကြောင်းပြု၍လောက၌အရာရာမမဲသောသဘောအနှိမ့်စတရားတို့ကိုစင်ကြင်မိပြီးတော့အဲအချိန်မှစတင်ကတရားဓမ္မတို့ဖြစ်တာ။ မွေးလျော်နေခဲ့လေတော့တယ်။မကြမီရက်ပိုင်းအတွင်းမှာပဲနိုင်ငံရချာကိုရက်ရှိခီးထွက်နေတဲ့ညီတော်မောင်မောင်ငယ်ဟာမာကာမစီတို့ပြန်လဲရောက်ရှိလာနေပြီကော။ခီးရောက်မဆိုင်ဆိုသလိုပဲမိမိရဲ့ချစ်သူမဲအုံမနဲ့မိမိရဲ့နောင်တော်ကိုမောင်ကြီးတို့ရဲ့တည်င်းကိုကြားလိုက်ရတဲ့အခါဘာတွေဘလို့ဖြစ်ကုန်ပြီလဲ။ဒုက္ခတွေတော့ရောက်ကုန်ပါပြီဗျာ။ငယ်ထိတ်တက်တက်ကိုမိုးကျပြစ်ခံလဲရတဲ့ကဲ့သို့ထိတ်လန့်တုန်လုံးမိပါတော့တယ်။ဖြစ်ကြောင်းကိုစီကိုသိရတဲ့အခါမှာတော့ အကိုဖြစ်သူကိုလည်းအပြစ်မယူလို့ချစ်ရသူမဲအုံမကိုလည်းစွန့်လွတ်လဲရပြီဆိုတဲ့အတိအကျောင်းယူကျုံမရလွမ်းတက်တတ်တာအဲ့တော့မောင်ငယ်ကြောင်ဆင်းညင်းနေတဲ့တေးရီကသာအဖော်ပြုံမှတပါအချားမရှိပြီခီးမပြင်ရောက်ကလေးကမိုင်တွင်နေတဲ့ညီတော်မောင်ကိုမောင်ကြီးကတတိပြုံမိတယ်မောင်ငယ်ဘာဖြစ်တာလဲကွာနေမကောင်းဘူးလားအော်อืมဟိုလေဟိုဒါတောက်တာများတော့လို့ခေါင်းတွေကိုက်နေရပါကိုကြီးရဲ့ ။အော်ဖြစ်မှဖြစ်ရလေ။ဒါဆိုလဲအတော့ကိုရှော့ပေါ်ညီလေးရ။တော်ယုံမဲတော့ပေါ့။ဟုတ်ဟုတ်ကဲ့။အော်ဒါနဲ့ညီလေးကိုပြောရအောင်မယ်။နှက်ပြန်ကိုကြီးခီးဝေထွက်ပေါ်ရှိတယ်။တပတ်ဆယ်ရက်လောက်တော့ကြားလိုက်မယ်။ဒီတော့ဒီရက်အတွင်းမှာငါကြီးဘုံမှမသွားပဲနဲ့အိမ်မှာဆောင်းရှောက်ထားပေးပါဦး။ဟုတ်ဟုတ်ကဲ့။ဖြေးသာဖြေးနေရသည်။မောင်ငယ်ရဲ့အတန်ကအသက်မပါသလိုညီနောင်တို့ပြောဆိုနေကြတာကိုကြားလိုက်ရတာကြောင့်မဲအုံမကစိတ်ပြီးတော့ဝမ်းသာနေမိတယ်။ ဒါဒီလူကြီးကိုလက်စားချင်ဖို့အတွက်ခွင့်ကောင်းပဲမမေအားအတ္တမသိမ့်ပိုက်ထားခဲ့တဲ့ မောင်ကြီးရဲ့အပေါ်မှာမဲအုံမာကရှန်သူတယောက်ပေါ်မှာအမုံကြီးမုန်းနေခဲ့ကြောင်းကိုတော့မောင်ကြီးတယောက်အလေးမရက်မိခဲ့တကြွယ်ကူမောင်ကြီးခီးထွက်သွားသည်မှာနရက်ပင်ရှိပြီမောင်ငယ်ကအကူဖြစ်သူစေခိုင်းခဲ့၍သာလက်ငယ်များကိုစီမံအုပ်ချုပ်နေရပေမဲ့စိတ်ပါလဲပါမရှိကျွမ်းကျင်မှုကလည်းမရှိရကြောင်းအရာရာကအလွဲလွဲအချော်ချော်အထူးသဖြင့် မရီတော်စနေရတဲ့မိအုံမကိုစောင်းခဲ့ရဲ့မေမကြည့်ဝင်မိမိနိနေကကချစ်ခင်ဆွဲလက်နှစ်သက်ခဲ့ရသူကိုအခုကဲ့သို့မိမိရဲ့မိတော်ဆက်လာလိမ့်မည်ဟုဘယ်တော့ကမှလည်းမတွေးဘူးခဲ့မိမိချစ်ရသူကိုအပီးတိုင်းဆွလွန်လိုက်ရပြီဆိုတဲ့ကြေကွယ်ဝင်နေမှုများပြေစိတ်တော့ကတည်ရီကသာအဖို့ပြုတ်ပြီးတော့အချိန်တို့ကသာကုံလွန်စည်းခဲ့လေတနေ့ကိုတစစ်စိတ်တောင်းနေခဲ့တဲ့တေရဲ့အရှင်ကြောင့်နေဝင်မိုးချုပ်တည်နေမောင်ငယ်ကြောင့် ခေါင်းပင်မထူနိုင်တော့ဘူး။ကုငယ်ကုငယ်ရှင်ဘလို့ဖြစ်နေရလဲ။ထပါအောင် ရှင်။မမိအားတဖွားဝခေါ်တဲ့တူတူကိုကြားနေရတာကြောင့်မောင်ငယ်ကခေါင်းငိုက်ဆိုင်ကြားနေရမှအာယူပြီးတော့မော့ကြည့်လိုက်မိတယ်။ဘသူလဲရင်မြင်းကွင်းကမပီဘူးလို့ဟာအလွတ်ကျုံမူးနေပြီဖြစ်လို့စူးစားပြီးတော့ထက်ရလိုက်ပြီမဲ့တရင်တရင်နဲ့နောက်ပြန်လဲကြမိပြရာမဲအုံမာကသူ့ကိုလမ်းဆွဲလိုက်ရလေဒါပေမဲ့အားချင်းမမျှတာကြောင့် ၂ယောက်သားလုံးထွေးပြီးတော့လဲကျသွားရလိမ့်မည်။ညအမောင်တူဟာညနေလာသည်နှင့်အမျှပူ၍ပူ၍မောင်မိုက်လာလိမ့်တယ်။အဲ့အမောင်နှင်းမှာတော့အမောင်တကအမောင်ဆုံးအရာက မြေတို့ပင်ဖြစ်စေမောင်ငယ်ဟာမဲအုံမရဲ့မာယာကြောက်ဝင်မှရုံထွက်နိုင်စွမ်းမရှိခဲ့ပါချေ။တကြွယ်ကူမောင်ကြီးရက်ရှိခီးထွက်နေသည့်ကာလမှာပင်မဲအုံမကမောင်ငယ်ကိုစီယုံသိမ့်သွင်းလျက်မောင်ကြီးကိုလက်စားချေဖို့ကြံစည်နေလေတော့တယ်။ကိုမောင်ကြီးမရှိတော့မှပဲ။ ိုငယ်နဲ့အုံမတို့ကတသက်လုံးလူလူလလပေါင်းသိနေကြရမှာလေအခုလိုတိတ်တိတ်ပုံဘဝနဲ့တော့တသက်လုံးနေလို့မဖြစ်နိုင်ဘူးလေအိုးဒီဒီလိုတော့မလုပ်ပြရစင်းနဲ့ကွာကိုကြီးကငါ့ရဲ့ကျေးဇူးရှင်ဆိုလဲဟုတ်တယ်လို့ငါ့ရဲ့မိဘဆိုလဲမမဘူးကိုကြီးကတော့ဒါမျိုးမလုပ်ပြရစင်းနဲ့အုံမရဲ့ဩရှင်ကတော်တော်အမျိုးချစ်တယ်ပေါ့အေးလေဒီလိုဆိုတော့လေကျုပ်ကအခုလိုတိတ်တိတ်ပုံဘဝနဲ့စိတ်စင်းရဲ့ကိုစင်းရဲ့အသက်ဆက်ရှင်နေလို့အပူပဲလေ။ မဲအုံမကအနီးမှာရှိတဲ့ကကြီးတလက်ကိုဖြတ်ကနေကောက်ယူလိုက်ပြီးတော့သူ့ရဲ့လက်မျိုးစီကိုချင်ရွယ်ထိုးချလိုက်ပြီးဟန်ပြူလေမူယာမာယာများပြနေလိမ့်ပြီဟဲ့ဟဲ့အမလီမမလုံးနဲ့လေမောင်ငယ်ကအထိတ်တလက်နဲ့မဲအုံမရဲ့လက်ထက်မှကကြီးကိုအတင်းလို့ယူပြီးတော့အဝေးစီကိုလွတ်ပစ်လိုက်တယ်အုံမလီမချစ်မနစ်တက်တဲ့လူရဲ့ရင်ခွင်ထဲမှာတသက်လုံးစစ်စင်ရပြီးတော့နေရမယ့်အတူတူတည်လိုက်တာမှ ကောင်းသေးတဲ့ကုငယ်ရဲ့အိုး မပြောကောင်းမစူကောင်းဖွားဟဲ့လွဲပါစီဖေးပါစီအုံမာဘာကြောင့်တရမှာလဲမတရပါဘူးဗျာအုံမာစိတ်ချမ်းသာမယ်ဆိုရင်လေကိုငယ်ကဘာမစူလုပ်ပေးပါမယ်နော်ရှာကြီးတွေငူကျူလျက်ရှိတဲ့မဲအုံမာကိုထွေးပွေထားကနေသိပ်ပေးနဲ့မောင်ငယ်တယောက်တက်ပင်းရှည်ကြီးကိုလေးတွဲစာနဲ့ချလိုက်မိလေတော့တယ်ခီဝေးမပြန်လာတဲ့မောင်ကြီးကသူ့အားခီဥ်ကျူပြုနေတဲ့ချစ်စနီကျော်မဲအုံမာကိုမြင်လိုက်ရတာနဲ့ ဟဲ့ကိုမောင်ကြီးပြန်လာပြီတော့မောင်ကြီးရေကြီးတော်လေးမောပြေတောက်လိုက်ပါအောင်ခီးပန်းလာသည်မြပြေပြောက်သွားတကယ်သူជីနူးစွာခန်းစားလိုက်မိလေမောင်ကြီးကလေဟော်ရီကဇနီးကျော်လေးဥမ္မာအတွက်လက်ဆောင်လေးအများကြီးဝယ်လာတယ်ဟဲ့ဟုတ်လားဝမ်းတာလိုက်တာမောင်ကြီးရဲ့မဲဥမ္မာကကိုမောင်ကြီးကိုဝမ်းတာအရာပွေပဲ့ဟန်ပြုတ်လိုက်ပြီးတော့ခက်လက်လက်မှလမ်းကြည့်နေတဲ့မောင်ငယ်ကိုမျက်နှာရည်မျက်နှာငယ်နဲ့အချက်ပြလိုက်တယ် လုပ်ငန်းစတော့ဟူသည့်တဘော။အိုးမောင်ကြီးရဲ့စပင်းကနှမ်းစိုးနေရပဲ။ခေါင်းလျှော်လိုက်ပါဦးမောင်ကြီးရဲ့။အင်းဟုတ်ပါရဲ့။လန်ခီတချောင်းလို့တခါမှခေါင်းမလျှော်ခဲရဘူးကွာ။ကဲကဲအခုပဲရေချိုးပြီးတော့ခေါင်းလျှော်လိုက်တော့မယ်။ပြီးတော့မှပဲဒီကအုံမလေးနဲ့ဝင်းနေရတဲ့ရက်တူ အတူနဲ့ပြန်ချစ်တော့မယ်ဟာ။သွားပါ။မောင်ကြီးကပြောပြောဆိုဆိုပြီးရေချိုးခေါင်းလျှော်ဖို့အတွက်သူတို့ငယ်စဉ်ကလေးက ရေချိုးနေကြရေကန်ကြီးစီကိုဆင်းလာခဲ့တယ်။သူချစ်စနီကျော်လေးမေအုံမသူနဲ့တူနေခဲ့တဲ့ရက်များအတန်ကြာခဲ့တဲ့တိုင်အောင်တခါမှသူ့ပေါ်အခုလိုလိုက်လဲပြူငါစွာနဲ့မဆက်ဆံခဲ့ဘူးချေဒီကနေ့တော့ထူးခြားစွာပဲသူ့ပေါ်မှာကြည်ပြူစွာနဲ့ဆက်ဆံနေရကြောင်းကိုမောင်ကြီးရဲ့ရင်ထဲမှာတော့ပုံမပြနိုင်လောက်အောင်ကြည်နူးနေရသည်မဟုတ်ပါလားမောင်ကြီးကရေကန်အတွင်းကိုဆင်ကအပါတရာရေချိုးလိုက်ပြီးတော့တယောက်ကင်မိုးနဲ့ခေါင်းကိုစိတ်ရှည်လက်ရှည်နဲ့ချော်နေပါတော့တယ် ဟဲ့ခေါင်းကအနံဆိုရီကပျောက်မှပျောက်ပါရဲ့လားမသိဘူး။နည်းနည်းတော့ထတ်လျှော်လိုက်အောင်ပါပဲ။အိမ်သူတက်ထာစနီမယာချော်လီမဲအိုမာနဲ့ရက်ရှိခွဲခွာနေခဲ့ရသမျှယနေ့အတိုးချကချိရပေတော်မူဟု တွေးမိပြီးတော့ကြည်နူးနေမိရာကြောင့်တကူရဲ့ရေချွေးနဲ့ပြုံးနေမိရဲ့။ခေါင်းလျှော်ရေချွေးမှပင်တချင်းလေးတေးအင်းနဲ့တည်ကျူးနေမိပါတော့တယ်။အာရပါရကိုလက်တက်ဆင်ပြရနဲ့ကံပုံပြန်တက်လာတဲ့ကုမောင်ကြီးဟာ မမေ့ရဲ့အန်ရဲ့အငွေတက်ကိုများမရေစားမိသေးပြီအပင်ကြီးရဲ့နောက်ွယ်မှာရုတ်တရက်ထွက်လာတဲ့ဒါကလာရောင်ရဲ့အောင်မှာလက်ကနေဖြစ်သွားတာကြောင့်ကိုမောင်ကြီးကရုတ်တရက်လက်အကြီးနန်တဲ့အာယုတက်တည်နေမဟာကာမတရားလုံးမှာတော့တကြွယ်မောင်ကြီးတေဆုံးမိဟုသောတဲ့တင်စုကပြန့်နှံ့နေလိမ့်ပြီဟဲ့ဟိုဟိုလေးငွေလိုချေစားတဲ့တကြွယ်လေးကိုမောင်ကြီးအသက်ခံရလို့တဲ့တော့ဟဲ့ဖြစ်မှာဖြစ်ရလေသူ့အကျိုးတွေကိုမဆက်နိုင်တော့တဲ့ ဝေချေထားသူကြီးယောက်ကလောက်ကျန်တာဖြစ်နိုင်တယ်ဆိုပဲ။အင်း၊ "तू ကလည်းကျွေးမဆက်နိုင် လူပါတိတ်တယ်လို့နမြင်ကြီးနေရပဲကို။အဲ့လိုနဲ့များမကြမီကာလာမှာပဲမောင်ငယ်နဲ့မဲအုံမတို့ဟာလူသိရှင်ကြပေါင်းသိနေတန်းကြနေတော့တယ်။အင်းလေ၊ဖိတ်မဲ့ဖိတ်၊ကိုယ့်အိတ်ထဲဖိတ်ဆိုသလိုဒါလည်းကောင်းတာပဲ။သူတို့နှစ်ယောက်ကဟိုရင်ထဲကရင်ငန်နေကြတာပဲဆို။ဘာပဲဖြစ်လေမောင်ကြီးလိုအရေးချင်းမရှိတဲ့မောင်ငယ်က DNG ရဲ့စီးပွားရေးလုပ်ငန်းတွေကိုတော့တည်တည်ကြာကြာထိမ့်သိမ်းထားနိုင်ပါမလားမြေသူတွေကမြေတို့ပင်ဝေဖန်ပြောဆိုစီကမူမဲအုံမကလုံးဝကိုအေးမဆိုင်မမိတို့မိသားစုပေါ်မှာမညာမတာပြုတ်ခဲ့တဲ့မောင်ကြီးကို အာရပါရလက်စားချေလိုက်ရတာကြောင့်အကျဉ်နဲ့ကြီးကျဉ်တတ်နေမိသည်သာသို့သောတေတော်သူကြာလင်မေဟုတကယ်တို့ ကာလရှည်ကြလာသည်နှင့်အမျှမောင်ကြီးကိုသူတို့မေ့လျော့နေကြပြီအပျော်ကြီးကိုပျော်နေကြလိမ့်ပြီမောင်ကြီးကတော့ သူတေကနီးမှာတော့ချစ်စနီးမေအိုမအားဆွဲလန်းစိမ့်နဲ့ဥပါရံအစွဲဆွဲခဲ့တာကြောင့်အဲ့အကုသူဇောရဲ့အရှင်ကြောင့်ဘဝကူမကောင်းခဲ့ရပါချင်းသူတို့နေအိမ်အနီးမှာမွေတကောင်ဘဝအဖြစ်သို့ရောက်ရှိခဲ့ရရှာလေတယ်လူဝင်စားမွေကြီးဟာမေအိုမအားဆွဲလန်းရသူဖြစ်လို့အဲ့အိမ်ဝင်းချင်းမှာလုံးဝမခွာရနိုင်မေအိုမကိုလည်းမျက်စိအောက်ကအပြောက်မခံပဲအရေးတကြီးကြီးနေညီဖြစ်သူမောင်ငယ်နဲ့မေအိုမတို့ တပူရွယ်ပေါက်ဖက်နေထိုင်ကြသည်ကိုမြင်နေရတဲ့အခါမောင်ကြီးတည်၍ဝင်စားတဲ့မွေးကြီးမှာဒေါသကလည်းဖြစ်စိတ်မနိုင်ခင်မရစိတ်ဆင်းရဲခြင်းများစွာနဲ့အဲ့ဒီဖြစ်ကိုမောင်ငင်နဲ့မဲအုံမတို့ကအဘယ်မှာသိနိုင်မှာအနည်းနေ့စဉ်ရက်ဆက်ကြာရှည်လာသည်နှင့်အမျှမွေးကြီးခင်များစိတ်မထိန်နိုင်တော့ဘဲသူတို့အိမ်ခေါင်မိုးရဲ့ထုတ်တန်းများစီတို့တက်ကမောင်ငင်နဲ့မဲအုံမတို့တူရှင်တွဲအိပ်ပျော်နေခိုင်အဲ့ဒီရောက်အိမ်နေရဲ့ အလဲတက်တဲ့စီတို့ချင်ရလျက်မမိကူကူပြုတ်ကျစီလေတယ်။ဟာဘာကောင်ကြီးပြုတ်ကျရလဲ။အိုးမွေမွေကြီးတော်အမလီကဲကြပါဦး။မွေကြီးကသူတို့နေရာကျအိယာထဲမှာစင်းစင်းကြီး။မောင်ငယ်ကမွေကိုမျက်နှာနဲ့ဘာမြောက်ကိုစဉ်းစားမနေတော့ပဲအနီးနားမှာရှိတဲ့ဒုက္ကိုဆွဲယူပြီးတော့မွေကြီးကိုအသေးရိုက်တတ်လျော်တယ်။ဥပဒေအစွဲဟူသည်ကကြောင်မဲ့ဖွယ်ကောင်းလေစွာဟဲ့ ဒီတစ်ခါခွေးမကြီးကမွေးတဲ့ခွေးလေးထဲမှာဒီခွေးပေါက်လေးကချစ်စရာကောင်းလိုက်တာတော့မွေးကြီးဘဝမှာတည်ဆုံခဲ့ရပေမဲ့လူဘဝတုန်းကဆွဲလန်းခဲ့ရတဲ့မဲအုံမပေါ်ဆွဲလန်းစိတ်ကမပြတ်ပြတ်နိုင်သေး။ဒါကြောင့်မဲအုံမနေထိုင်ရအင်ဂျီနိုင်ပင်ခွေးလေးတကောင်ဘဝကိုရောက်ခဲ့ရပြန်တယ်။အဲ့ခွေးပေါက်စကလေးကငယ်စဉ်ကပင်မဲအုံမအနီးမမခွာသွားလျာနောက်တကောက်ကကိုလိုက်နေရရှာတယ်။ခွေးပေါက်စအရွယ်တုန်းကမဲအုံမရဲ့နောက်ကို တကောက်ကောက်လိုက်နေသည်ကိုပတ်ဝန်းကျင်ကမြင်းတို့များဝေဖန်ခြင်းမပြုခဲ့ကြပေမဲ့ဖွေးကြီးတကောင်ဖြစ်လာတဲ့အခါမှာတော့ပတ်ဝန်းကျင်မှာကဲ့ရဲ့တန်တို့မှာဟောမဒီမှာကြားလာရလိမ့်မည်ဒီခွေးကိုကြည်ရတာလေမျက်စိနှောက်လာပြီမဲအုံမာနာကလုံးဝမခွာဘဲကတ်နေလိုက်တာလုံးရောကြာလာနဲ့အမျှပတ်ဝန်းကျင်မှာကဲ့ရဲ့တန်များကနားနေမဆန့်အောင်ကြားနေရပြီမဲအုံမာဒီလဲအိမ်တွင်းမှအိမ်မင်းတို့ပင်မထွက်ဝင်လောက်အောင်ပင်ဖြစ်နေ၏အဲ့ကား အဲ့ဒီကိစ္စကိုမမရဲ့ခင်မွန်းဖြစ်သူမောင်ငယ်အားဖွင့်ပြောပြရပါတော့တယ်။အော်ဒီခွေးကြောင့်အမအနေရခက်နေတယ်ဆိုပါတော့။ဒါလေးများခက်ခက်ကြဲကြဲဘာစဉ်းစားနေစရာလို့လို့လေအမရဲ့ဒီခွေးကိုရှင်းပြလိုက်ရုံပဲပေါ့။များမကြမီရပိုင်အတွင်းမှာပဲမဲအမအနီးကိုတကောက်ကောက်လိုက်နေတဲ့အဲ့ဒီခွေးကြီးကိုမတွေ့ရတော့ပါချေ။တို့တန်အောင်မောင်ကြီးရဲ့ဥပဒဏ်အစွဲကမဲအမအပေါ်မှာအစွဲကြီးစွဲနေစေပင် ခွေးဘဝမှာတည်ခဲရပြီမဲ့ အဲ့အစွဲကြောင့်ပဲအဲ့အိမ်ကြီးမှာတော့နွားလေးတကောင်ဘွားကိုရောက်ခဲ့ရပြန်တယ်။မောင်ကြီးဘွားမှာဝင်စားလာတဲ့အဲ့နွားပေါက်ကလေးကလည်းမိခင်နွားမကြီးနာကိုတိတ်မကပ်ပဲမဲအုံမအနီး၌သာတဝဲဝဲတလဲလဲနေ။နွားပေါက်ကလေးကမဲအုံမမြင်းတို့ပင်နေနေမြင်းတို့ပင်ရိုက်ရိုက်မဲအုံမရဲ့အနာကိုမခွာ ပေကက်ကနဲ့မဲအုံမကိုသာဆက်ကြည့်နေတတ်သေးလေ။မဲအုံမကိုသူ့ရဲ့ဥကောင်းလေးနဲ့အตาရတူးကဝေးကနဲ့ ချောနဲ့နေဟန်ပြုနေတတ်၍မဲအုံမာတီပလင်နွားပေါက်ကလေးပေါ်မှာခယူနာတက်နေမိလေပြီကဲကဲကဲဒီနေ့ဂျိုးကုတ်လေးအတွက်ဘဲဘက်တွေအများကြီးလုပ်ပေးထားတယ်မိတ္တကြီးဝါအောင်စားနော်အဲ့လိုနဲ့ဂျိုးကုတ်ဒီလေနွားပေါက်ဆမာတီနွားကြီးဖြစ်လာတဲ့အချိန်မဲအုံမာ အနီးမှမကွာတပူတွေတွေနောက်ကလိုက်နေစေပြီဟဲ့ဟိုအမမဲအုံမာကိုကြည်စမ်းပါဦးခွေးပြီးတော့နွားလာပြန်ပြီဟုတ်တော့ကြီးတော်တန်းကလည်းပေါက်ပေါက်ရှာရှာ ဘာတွေရှောက်ပြောနေရလဲမဟုတ်ကဟုတ်ကကျောက်ကကျောက်နဲ့စီနဲ့နေနေရတာကိုမပြောဘဲမနေနိုင်ဘူးအေးပြောရမှာပဲอืมကြီးတော်တန်ရဲ့မျက်စိကလည်းမြင်မဲမြင်နိုင်လုံးမရဲ့အံ့ရောအံ့ရောမမြင်မြင်အောင်လိုက်ပြီးတော့ဆက်စုပ်နေရတော့ထက်မပြောအဲ့လိုနဲ့ပဝင်းကြီးမှပြောဆိုတဲ့နေ့ကစူညံလာတဲ့အတွက်ဂျိုကုတ်တီလည်းနွားဘွားမှာတက်ဆိုးရှိဝင်မရပဲအသက်ခံလိုက်ရပြန်လေရဲ့နွားဘွားမှာတည်ဆုံခဲ့ရသည့်အချိန်ဥပဒေအစွဲကမပြောင်းနိုင်သေးပြီ ဒီတစ်ခေါက်မှာတော့တရိတ်ဆန်ဘဝတို့မရောက်တော့ပဲလူဘဝကိုရောက်ခဲ့ရလေတယ်။မဲအုံမကိုအလွန်မင်းဆွဲလန်းစိတ်ကြောင့်လူဖြစ်ခွင့်ရတဲ့အခါမှာလဲမဲအုံမရဲ့ဝမ်းမပဲပြိတ္တိတီးခဲ့ပါလိမ့်ပြီ။နွားချုပ်ကုတ်တေဆုံးပြီးတော့တနေ့မပြစ်မီကာလမှာပဲမောင်ငယ်နဲ့မဲအုံမတို့မှာတော့ตาလေးတယောက်မွေးဖွားခဲ့လိမ့်ပြီ။ตาလေးမွေးပြီလေဟဲ့။မောင်ငယ်ကตาလေးတယောက်ရပြီဖြစ်ပြီးပျော်ရွှင်မဆုံး။ဒါပေမဲ့မောင်ငယ်ရဲ့ပျော်ရွှင်မှုကအချင်းကြာကြာပြောခွင့်မရလိုက်။ ဟဲ့ဟဲ့ကလေးကဘာဖြစ်တာလဲလုံမောက်ကိုအငုံမတိတ်ပါလားသူတို့မွေးဖွားလာတဲ့တာလီကအချားကလေးများကဲ့သို့မဟုတ်ပဲထူးခြားတဲ့ကလေးတစ်ယောက်ဖြစ်တယ်ဇာတိတရညင်ဟူသောအတိတ်ဘဝဟံကိုပြန်လည်မမေ့တဲ့လူဝင်စားလေးတူမဟုတ်ပါလားထို့သူဇာတိတရညံပါလာသူဖြစ်ပြီးမောင်ငယ်နေမဲအုံမာတို့အပေါ်မှာတော့နာကျင်စိတ်ဖြစ်ကမိခင်တော်ဆနေရသည့်မဲအုံမာရဲ့နှုတ်ကိုလုံးဝမဆုပဲထို့ပြင်မဲအုံမာနဲ့မောင်ငယ်တို့ကို လုံးဝအထင်မခံသူတို့ကကလေးကိုကင်တွယ်ပွေ့ချလိုက်သည်နှင့်ကလေးကရှာကြည့်နေငိုကြွေးပါလေတော့တယ်အဲ့တော့မောင်ငယ်နေမယ့်အုံမတို့ကချင်မကန်မီလက်မကန်မီမိတို့ပြုတ်ရမီမီမသိတော့ပဲအခက်တွေ့နေကြရလိမ့်ပြီမယ့်အုံမရဲ့ဖခင်ဖြစ်သူတထေကြီးကလေးကပွေ့ချလိုက်တဲ့အခါမှာပဲအဲ့ဒီကလေးကငိုရက်လေတယ်အဲ့တော့မြေဖြစ်သူကိုအဘူကလက်ကမချတော့ပဲပွေ့ချလေးရဲ့ပီတိဖြစ်နေလေတော့တယ် မြေဖြစ်သူရဲ့မျက်နှာကိုတစိစိကြည့်နေနေအဖိုးဖွားနှစ်ယောက်စလုံးထမင်းမိတ်ဟိမိတ်ဒါအချစ်မြေအနည်းဟုဆိုကြသည်မဟုတ်ပါလားဒါကြောင့်အဲ့လူဝင်စားလေးကို မောင်ဖိုးချစ်ဟု အမည်ပေးလိုက်ကြလေတော့တယ်ဖိုးချစ်ရေဖိုးချစ်ကသူ့ဘိုးဖြစ်သူကိုကျင်းနဲ့အာရပါရပြုံးနေပါလေတော့တယ်အဲ့လူနဲ့လူဝင်စားလေးမောင်ဖိုးချစ်ဟာမိဘများနဲ့အတူမနေရပဲအဖိုးဖွားတို့နဲ့သာကြီးပင်းလာခဲ့ရလေတယ်နေလေရေ ဘဘလို့ခေါ်ကြည့်စမ်းဘဘလို့ခေါ်လေဘဘဟာငါမီးကငါ့ကိုဘဘလို့ခေါ်နေတက်ပြီ ရှင်မကြီးကြားလိုက်တယ်မဟုတ်လားကြားပါတော့ကြားပါကိုမြင့်ချစ်ကြီးရဲ့ဖိုးချစ်စကားကောင်းကောင်းပြောလာတတ်တဲ့အခါမှာတော့သူ့ရဲ့အတိတ်ဘဝဟောင်းတို့ကိုမမေ့တဲ့ဇာတိတရညာရရှိသူဖြစ်လျာကဘဝဟောင်းမှာအတိတ်ဇာကြောင်းတို့ကိုအဖိုးဖြစ်သူအားအလုံးစုံပြောပြလိုက်လေခင်မုန်းဖြစ်သူပေါ်မှာ မကြံကောင်းမစီရတို့ကိုကျူးလွန်ခဲ့တဲ့မဲအုံမရဲ့မိုင်လုံးကြီးမှုအတွေ့တထေကြီးကာလီယာအလိုမင်စိတ်မကောင်းဖြစ်ရလေတယ်။တထေကြီးကာလီယာလည်းမိမိရဲ့စီးပွားတို့ပျက်စီးဆုံးရှုံးရခြင်းကလေးကဗုဒ္ဓရဲ့အစိုးမတရားတို့နဲ့စင်ကြင်နေထိုင်ခဲ့သည်ဖြစ်လို့ဟာမိုင်လုံးကြီးလိုက်တဲ့သမီးမိုင်တကြွယ်ကူမောင်ကြီးရဲ့ဥပါဒံအစွဲကြောင့်ဘဝတန်တရားလေးကဒုက္ခများကြုံတွေ့ခဲ့ရတဲ့အဖြစ်အဆိုးများကိုစင်ကြင်မိလေတယ်။ ကြမီရပိုင်းအတွင်းမှာပဲတထဲကြီးကာလီတို့မြေအဖိုးနေရောင်ဟာမာဂါမမတိတ်တဆိတ်ထွက်ခွာလာခဲ့ကြပြီးအဲ့ဒီဒေတာမှအဝေးတနေရာသို့ရောက်တော့အခါဗုဒ္ဓယဟန်တော်များထံ၌ရှင်ဟန်အဖြစ်ခံယူလျက်လောကီလူပောင်ကိုဆွလွန်ခဲ့လေတယ်။ထို့သူကြင်ကြံအားထုတ်ခဲ့ကြသောကြောင့်တထဲကြီးကာလီနှင့်သူ့မြေဖိုးချစ်တို့မြေဖိုးနေရောင်စလုံးဟာဥပဒဏ်အစွဲတို့ကင်းစင်ခဲ့ရပြီးလင်းထို့မှတဆင့်တဆင့်တက်ကား သောတာပန်အစဉ်မှယဟန္တာအစဉ်သို့ပင်အတီးဒီတက်လန်းနိုင်ခဲ့လေတယ်။မဲအိုမာနေမောင်ငယ်တို့မှာတော့အကိုဖြစ်သူမောင်ကြီးပေါ်မှာပြစ်မှာဖောက်ပြန်ကျူးလွန်မိခဲ့တဲ့အကုသိုလ်ကြောင့်ထိုဘဝ၌ပင်စီးပွားပြလျက်ဆင်းရဲဒုက္ခတို့နဲ့အဲ့ဒီဘဝကိုအဆုံးသတ်ခဲ့ရပြီးရဲ့နောက်အပင်ငယ်စီတို့ကြောက်ရွံ့ခဲ့ကြလေတော့တယ်။ပြည်သက်များရှင်အခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်။နောက်ဆက်စင်ဒီမှာလည်းဒီလိုစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးပြီးတော့အားပေးစောင့်မျှော်နှားဆင်ပေးပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်